အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့စနေနေ့မြန်မာစံတော်ချိန်ည၈နာရီခွဲမှာလန်ဒန်ဒါဘီပွဲစဉ်တစ်ပွဲဖြစ်တဲ့အာဆင်နယ်အသင်းနဲ့ဝက်ဆမ်အသင်းတို့ရဲ့ကစားပုံကိုကျွန်တော်ပွဲချို့တုတ်တက်ချက်နဲ့တကွာကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်မြန်မာစံတော်ချိန်ည၈နာရီခွဲကံမှာဖြစ်တဲ့အတွက်ကြောင့် brother တို့အနေနဲ့မပြတ်မကွက် စောင့်ကြည့်ပေးကြပါဦးပွဲချို့တုတ်တက်ချက်လေးကိုကျွန်တော်တင်ပြပါစီပွဲချို့တုတ်တက်ချက်မှာတော့ပထမအဦးဆုံး first line up ကိုကျွန်တော်ထင်ပြပေးခြင်းပါတယ် ဒီ first line ရဲ့မှာကိုဘိုးသဘာနေရာမှာတော့ David Raya အခန်းစစ်ပိုင်းမှာဆိုရင်တော့ Julian Timber, Saliba, Mosquera, Calafiori ဒါကတော့ခန်းစစ်ပိုင်းပေါ့။ကွင်းလက်ပိုင်းမှာဆိုရင်တော့ Declan Rice, Odegaard, Eze တိုက်စစ်ပိုင်းမှာဆိုရင်တော့တောင်ပိုင်းနှစ်ဖက်မှာ Saka, Martinelli အထောင်တိုက်စစ်နေရာမှာတော့ Federer Yogres ကိုထည့်ထားတာတွေ့ရတယ်။ဒါကတော့ first line ရဲ့ပထမဦးဆုံး line up ပေါ့။နောက်တစ်ခု line up ကတော့အကုန်တူတဲ့ကွင်းလက်ပိုင်းမှာပြောင်းမယ်။ ကွင်းလယ်ပိုင်းမှာဘသူပါဝါမလဲဆိုတော့ကွင်းလယ်ပိုင်းမှာအိုဒီကတ်မပါတဲ့ကွင်းလယ်ပိုင်းဖြစ်မယ်ဇူဘီမန်နီနဲ့ဒီကလန်ရိုက်စ်ကိုကွင်းလယ်ဖျက်ထားပြီးတော့အဲဇီကိုကွင်းလယ်တိုက်စစ်ထားတယ်တောင်မန်နှစ်ဖက်မှာတော့ဆာကာမာကတင်နယ်လီကစားမှာဖြစ်တယ်အထောင်တိုက်စစ်နေရာမှာတော့ဗီတာယိုဂရက်စ်ကိုအထောင်ထားတာကိုတွေ့ရတယ်ဒါကတော့ second line up ဖြစ်တယ်ဒါဆိုရင်ဝက်ဆန်တင်းရဲ့ line up ကိုကြည့်ရအောင်ဝက်ဆန်တင်းရဲ့ line up ကတော့4231နဲ့ကစားမယ်ဒီနေရာမှာတော့ဝက်ဆန်ကတော့တိုက်စစ်စဉ်ကစားမယ် line up မျိုးကိုတွေ့ရတယ် ်နီးပြတဲ့လူနိုဆန်တိုရဲ့လက်ထက်မှာဝက်ဆန်အသင်းဘလူရလက်မျိုးထွက်လာမလဲဆိုတာကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်တယ်။လူနိုဆန်တိုကတော့နော်တင်ဟမ်ပွဲမှာအာဆင်နယ်နဲ့မတွေ့လဲရပဲလွဲသွားတဲ့နီးပြဖြစ်တယ်။ဒီချိန်အာဆင်နယ်နဲ့လူနိုဆန်တိုပြန်တွေ့ရပြီလို့ပြောရမှာပေါ့။ဒီနီးပြလည်းပရီးမီးယားလိမှာကျင်လဲကျဆားတာကြာပြီဖြစ်တယ်။ပရီးမီးယားလိအတွေ့အကြုံကလည်းမနှဲပါဘူး။ဒါဆိုရင်ကျွန်တော်တို့ဟတ်တူအက်ကိုကြည့်ကြမယ်။ဟတ်တူအက်မှာဆိုရင်အာဆင်နယ်3-1နဲ့နိုင်တာတယ်ဝက်ဆန်ကို2-2နဲ့တည်ကြတာတယ်အာဆင်နယ် Z2 နဲ့ရှုံထားတယ်။ဝက်ဆန်ခွဲမှာ Z6 နဲ့နိုင်ထားတယ်။ဝက်ဆန်ခွဲမှာ2-5နဲ့နိုင်ထားတယ်။ Arsenal Z1 နဲ့နောက်ဆုံးရှုံထားတယ်။ဆိုတော့နောက်ဆုံး6ကြိမ်တွေ့ဆုံရမှာ Arsenal က3ကြိမ်နိုင်၊2ကြိမ်တည်ကြပြီးတော့2ကြိမ်ရှုံထားတာကိုတွေ့ရတယ်။အင်ကွင်းမှာရာဂိုးလည်းမရပဲနဲ့230ရှုံထားတာဖြစ်တယ်။ ဒီတစ်ချိန်မှာတော့အာဆင်နယ်အသင်းဝက်ဆန်းကိုပြန်နိုင်သွားမလားဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်တယ်။ဒီဘွဲကံပြီးရင်အာဆင်နယ်အသင်းက International Break ခံသွားမှာဖြစ်တယ်။ International Break ပြီးရင်တော့ပြန်ဆိုင်အော်တိုဝါ16မှာဖူအန်အသင်းနဲ့အဝေးခွင့်ကံရမယ်။ဖူအန်နဲ့ကံပြီးရင်အော်တိုဝါ27မှာ Atletico Madrid နဲ့ Champions League အိမ်ခွင့်ကံရမယ်။ပြီးရင်အော်တိုဝါ26ရက်နေ့မှာ Crystal Palace နဲ့ Premier League အိမ်ခွင့်ကံရမယ်။အော်တိုဝါ29မှာတော့ Carabao Cup ကံရမှာဖြစ်တယ်။ Brighton အသင်းနဲ့ကံရမှာဖြစ်တယ်။ International break ပြီးရင် Fuan အသင်းနဲ့အဝေးခွင့်ကံရမှာ လွယ်လို့ကြံတဲ့အသင်းတွေကအင်ကွင်းလက်ခံကစားရမှာဖြစ်တယ်။ဒါဆိုရင်ဒါဆိုရင်ကျွန်တော်တို့ first line ကိုကျွန်တော်တို့ပြန်ကြည့်မယ်။ first line မှာဆိုရင် Odigat ပါတဲ့ first line မှာ Odigat Saka ရှိတော့ Julian Temba ကို right back မှာထည့်ထားတယ်။ဒီနေရာမှာ Julian Temba ကိုမထည့်ဘဲနဲ့ Benjamin White ကိုသုံးလို့ရတယ်။အသုံးလို့ရပေမဲ့ Arida ဘာကြောင့်မသုံးတာလဲ။ အာဒီဒါဂျူလီယန်ဒင်းမာကိုတုံးပြီးတော့ဘန်ဂျမင်ဝိုက်ကိုမတုံးရတဲ့အကြောင်းရင်းကတော့အိုလီဗီယာကော့စတင်ရဲ့ပွဲမှာလည်းဘန်ဂျမင်ဝိုက်ကို first line ထည့်ကမ်းတယ်။အာဒီဒါနဲ့အဆင်မပြေဘူးဖြစ်နေတယ်။အဓိကကတော့ဆာကာဘန်ဝိုက်အတွဲကိုဒီနေရာမှာတုံးတင်တယ်။ဒါပေမဲ့ဘန်ဂျမင်ဝိုက်ကအာဒီဒါရဲ့စိတ်ကြိုက်မကစားနိုင်ဘူးလို့ကျွန်တော်ထင်တယ်။အာဒီဒါကခေါင်းမာတဲ့နီးပြပြပြီး "तू မကြိုက်ရင်မကြိုက်တယ်လို့ तू" လစ်လူရှူတက်တယ်။အရန်ကုန်ပို့တက်တယ်ကစားသမားတွေကို။ဒါကဘယ်မှာသွားတွေ့လဲဆိုတော့ဘန်ဂျမင်ဝိုက်တယောက်တည်းမဟုတ်ဘူး။ ဇင်ဂျင်ကိုလည်းသူအရန်ကုန်ပို့တယ်ခံစက်မကစားတယ်လို့ဖေဗီယိုဗီရဲရောကိုတော့သူတို့မကြိုက်လို့အရန်ကုန်ပို့တာလိုကွန်ကလည်းဒီလိုပဲခံစက်မကစားတယ်လို့အရန်ကုန်ပို့တာအဲသူ့ရဲ့ဒီအသင်းနဲ့ခံစက်ပိုင်းမှာအမ်ဝင်နဲ့ကစားသမားတွေကိုထဲ့မကန်တဲ့ပုံစံမျိုးရှိတယ်ဒါဆိုရင်ဘန်ဂျမင်ဝိုက်ကအာဆင်နယ်အသင်းမှာဒီရဒီနေရာထပ်ရအောင်မလားဆိုတော့ကျွန်တော်တို့တော်တော်စဉ်းစားရမယ်စောင့်ကြည့်ရမယ်ဘန်ဂျမင်ဝိုက်နဲ့အာဒီတာအရင်တော့တော်တော်တွဲဖက်မိတယ်ဒါပေမဲ့အာဒီတာကနောက်ပိုင်း ိုလီဗီယာကော့စ်နဲ့ပွဲမှာလည်းဘန်ဂျမင်ဝိုက်ပြာတာတွေရှိတယ်။အာဒီတာနဲ့ကွင်းပေးမှာလည်းအခြေအတင်တွေငင်းခုန်ကြသေးတယ်။နီးဗီယာတယောက်ကပူတည်တယ်ဗျာ။ကစားသမားတယောက်ကိုကျွန်တော်တို့ကဘောလုံးအသင်းအသင်းမှာဘောလုံးကန်နေဆိုတော့ဘာနဲ့တူလဲဆိုတော့ဘောလုံးသမားတွေကကြားထိုးတဲ့လူတွေနဲ့တူတယ်။ကြားထိုးတဲ့လူတွေကအရှိပဲမြင်ရတာ။ဒါမဲ့ဘေးကကြည့်တဲ့လူနီးဗီယာတွေကဒီကြားကွက်ကကောင်းလားမကောင်းလားနိုင်နိုင်လားရှုံးနိုင်လားဆိုတော့ဘေးကနီးဗီယာကြည့်ရတာ။ အဓိကကတော့ဘန်ဂျမင်ဝိုက်ကအရှိအကြည့်ရယ်ဆိုရင်သူမှန်တယ်သူတိုက်စစ်လိုက်ပါမယ်သူကစားမယ်နီးပြဘက်ကကြည့်ရင်တော့ခံစစ်ပိုင်းမလိုက်နိုင်တဲ့ကစားသမားကိုရရှိမှာအတင်းမှာထည့်မတော့ဘူးလို့ကျွန်တော်ထင်တယ်။ဘာကြောင့်လဲဆိုတော့ဘန်ဂျမင်ဝိုက်ရဲ့ဆိုင်ဂျူလီယန်တင်ဘာကခံစစ်ပိုလုံးတယ်လို့ကျွန်တော်မြင်တယ်။အာဒီတာလည်းဒါမျိုးမြင်တယ်။အဓိကကတော့ပရီးမီးယားလိဂ်ကဟိုခွန်အားကိုအသုံးပြုရတဲ့လိဂ်ဖြစ်တယ်။တက်လုံအားကောင်းမှရမယ်။အတက်အဆင်းမှန်မှန်လုံနိုင်ရမယ်။အဲကာလာဖီယိုရီနဲ့ဂျူလီယန်တင်ဘာမှာအဲ့လိုမျိုး stance တွေရှိတယ်။ဒီတန်မာတဲ့ကိုခံအားတက်လုံတွေပိုင်းဆိုင်တယ်။ဒီနေရာမှာ Julian Timba ကတက်လုံကောင်းတဲ့ကစားသမားဆိုတာကိုပို့တွေ့ရတယ်။အတေးတကသူ့ကစားသမားတော်တော်များများကိုနေရာပေးဖို့အရန်စဉ်းစားရတယ်။ဒီရာဒီပို့စဉ်းစားရမယ်ကစားသမား၈ယောက်အသစ်ရောက်လာတယ်။ကစားသမားဟောင်းတွေကိုလည်းနေရာပေးရမယ်ကစားသမားတစ်တီကိုလည်းနေရာပေးရမယ်ဆိုတာသူတို့ကလုံးဝစီစစ်နေပြီနီးပြတော့မှ assistant နီးပြ ဂါဘရီယယ်ဟိန်းစ်တို့ပါရိုးတောင်ခံထားတဲ့အတွက်ကြောင့်ဒီအာဒီမှာအာဒီတာဖိအားရှိတယ်။ဘန်ဂျမင်ဝိုက်ကိုဖေးတုံးလိုက်လို့ဘန်ဂျမင်ဝိုက်ကခံစစ်ပေါက်တယ်ဆိုရင်အာဒီတာနောက်ပွဲတွေဘလို့မှမတုံးနိုင်ဘူး။ဒါကြောင့်လဲဆိုဘန်ဂျမင်ဝိုက်တယောက်ကြောင့်ဂိုးပေးရမှာသူမလိုလားဘူး။ပြီးတော့အာဒီတာဒီအာဒီ less chance ပဲဒီယာဒီ trap plus လာလက်မဲ့ယာဒီထပ်ဖြစ်ရင်အာဒီတာဒိုးရမှာဒါကဘုတ်ဖွဲ့လဲတည်တယ်တထေးလဲတည်တယ်သူကိုယ်တိုင်လဲတည်တယ် ဲ့ဒါကြောင့်အာတိတာကသူဒီရာသီကိုအမားလုံးဝမခံဘူးသူဘက်ကစဉ်းစားရင်လည်းတော်တော်မှန်တယ်အာတိတာရောက်တာ2019ဒီဇင်ဘာအာဆင်နယ်ကိုရောက်ခဲ့တာဆက်ဆက်ရောက်ခြင်းတော့ကလည်းခန်းစစ်ကဖျူဖျဲဘလို့မှကောင်းတဲ့ခန်းစစ်မျိုးမဟုတ်ဘူးပြီးတော့ကစားသမားတွေကလည်းဖျူဖျဲကွင်းလက်အဖြစ်ဆိုတာလည်းတောမတ်ပါတီလောက်ပဲရှိခဲ့တာအဲ့လိုမျိုးအနေထားနဲ့အာတိတာခံခဲ့တာလीအဲ့တော့ကြောင့်ဒီအသင်းကိုပြန်ပြီးတော့ revolution လုပ်ဖို့ပြန်ပြီးတော့ foundation ခိုင်အောင်စောက်ဖို့အတွက်အာဒီတာတော်တော်ချိန်ယူခဲ့ရတယ်။နှစ်နှစ်သုံးနှစ်လောက်ချိန်ယူခဲ့ရတယ်။ပြီးတော့အာဒီတာရဲ့အတုံးစိတ်ကနောက်ဆုံး600တီမှာဒဘီလီယံနီးပါးရှိတယ်။ဒဘီလီယံဆိုတာတန်းတစ်ထောင်လောက်ရှိတယ်။ဒီတန်းတစ်ထောင်လူစင်းမှာအာဒီတာအဓိကဝယ်တာကွင်းလယ်အဖြစ်နဲ့ခန်းစပိုင်းများတယ်။အဲကွင်းလက်ပြန်တဲ့ခန်းစပိုင်းကိုကောင်းကောင်းမွန်မွန်တိဆောက်ပြီးတော့ကစားတာကိုတွေ့ရတယ်။တိုက်စစ်ပိုင်းအထောင်တိုက်စစ်တောင်မှမဝယ်ဘူးတောင်ပံနေနဲ့ပဲတိုးတယ်။ အာဒီတာရဲ့လက်ဆွဲကစားသမားတွေကဘူဂါဟူစာကာနဲ့မာတင်လေလီဒီမှာမာတင်လေလီကလည်းဟိုအပြေးတစ်ပေါက်ပဲရှိတော့ဘူဂါဟူစာကာကိုပဲအာကိုရတာဘူဂါဟူစာကာကိုဘူဂါဟူစာကာကလည်းအရင်တော့ left back ကစားတာဗျာ left back ကစားပြီးမှအာဒီတာရောက်လာပြီးနောက်ပိုင်း revolution လုပ်မှ right wing တွေဝါရုံညာတို့ဖြစ်တာဘလို့မဆိုဘူဂါဟူစာကာရှိတာအာဆင်နယ်အတွက်အရန်ကောင်းတယ်ဒီ line up ကိုပြန်ကြည့်မယ်ဆိုရင်ဘူဂါဟူစာကာအာညာတောင်မှန်ကစားတာမှန်တယ်ဒါပေမဲ့အဲဒီက ကစားွက်ကအခုတတိမမှန်သေးဘူးဘယ်တောင်မှန်လားကွင်းလေတိုက်စစ်လားဆိုတော့မမှန်သေးဘူးမာတင်နယ်လီကလည်းကြိုးကြောင်နေလှုပ်တဲ့အချိန်မှာဘူကာယိုဆာကာကပဲထိန်းွားလိမ့်မယ်လို့ထင်တယ်မာတင်နယ်လီမပါရင်ဘူကာယိုဆာကာကလက်ဝင်းရော right ဝင်းရောနှစ်နေရာကစားမာတင်နယ်လီပါရင်တော့သူ့ရဲ့ right ဝင်းဟောရတယ်သူကစားရတွေ့ရတယ်အဲ့တော့ကျွန်တော်ကတော့ဒီ first line up ကိုပို့သဘောကျတယ်အဓိကကတော့ odigat ပုံစံပြောင်းလာတယ် odigat မြန်လာတယ် odigat က လောင်းပတ်တွေအရန်ကောင်းတယ်တိကျတယ်တည်သက်တယ်ဒီဘရိုင်းနာပုံစံဖြစ်လာတာအဲ့တော့အာဆင်နယ်အတွက်အရန်ကောင်းတယ်အဲ့အတွက်ကြောင့်အာဆင်နယ်အသင်းကကစားကွက်အတင်ချမှာအူဒီကတ်ကိုတုံးတာတွေ့ရတယ်အူဒီကတ်ပါလာရင်ပိုကောင်းတယ်အူဒီကတ်မပါတဲ့ line up ကိုတော့ကျွန်တော်ကတော့တိတ်သဘောမကျအောင်ပြီးတော့ဒီမှာအာဒီတာနဲ့ပတ်သက်ပြီးကျွန်တော်တခုပြောချင်တယ်။ဘာလဲဆိုတော့ तू က2019ခုနှစ်ကအာဆင်နယ်ကိုရောက်တာမှန်တယ်။အဲ့ဒီအရှိမှာ तू ကမန်စီးတီးလက်ထောက်နီးပြဘဝနဲ့ဂွာဒီယိုလာနဲ့တွဲပြီးတော့ကင်ခဲ့ရတာ။ तू ရောက်ရောက်ချင်းအနေထားတခုမှာ သူက U18 မကန်ရအောင် U20 လည်းမကန်ရအောင်နိုင်ငံနီးပြလည်းမကန်ရအောင်သူ့ရဲ့နီးပြဘဝတက်တန်းဆက်ဆချင်းမှာအာဆင်နယ်လိုအသင်းကြီးကြီးကိုတောင်းဆိုပြီးတော့တာဝန်ပေးခြင်းခံရတယ်။ဒါမျိုးကန်ရတယ်။အလွယ်လွယ်ချော်ချော်ကြီးဖြစ်တယ်။ရာသီတိုင်းတော်တော်များများမှာ troll plus ဖြစ်တယ်။ app blah တစ်ချိန်ရတယ်။ community ရှိနှစ်ချိန်ရတယ်။အဲဒီရာလေးကလွယ်လို့ data မှာဘာမှပြစရာမရှိဘူး။တကယ်တမ်းစဉ်းစားကြည့်မယ်ဆိုသူ့ဘက်က အာဆင်နယ်ကိုသူတကယ်ချစ်တယ်ဆိုတာကိုကျွန်တော်မြင်ရတယ်။အာဆင်နယ်ကိုသူတကယ်ချစ်တယ်ဆိုရင်ဒီအသင်းကနေသူမထွက်ချင်မထွက်ချင်တဲ့အတွက်ကြောင့်ဒီယာဒီမှာသူဖလားကိုရအောင်ယူမယ်။ရအောင်ယူပြမယ်ဆိုရဲသူ့မှာယုံကြည်မှုလေးတစ်ခုကနောက်ဆုံးအခွင့်အရေးချန်ခဲ့တယ်။အဲ့ဒီနောက်ဆုံးအခွင့်အရေးလေးကိုသူဖြည့်ဆည်းပေးနိုင်မယ်ဆိုနောက်ယာဒီပေါင်းမြောင်များစွာမှာအာဆင်နယ်အတွက်လည်းကောင်းမယ်သူ့အတွက်လည်းကောင်းမယ်။ဘာဖြစ်လို့လဲဆိုတော့ကိုတီဆောက်ထားတဲ့အိမ်တလုံးကိုဘသူမ သူများကိုပေးမနေခြင်းကိုစိတ်ကြိုက်တိဆောက်ဖန်တီးထားတဲ့ decoration တစ်ခုနဲ့ foundation တစ်ခုနဲ့အရာတို့အာဒီတာကလည်းအဲ့လိုပဲသူစိတ်ကြိုက်ဖန်တီးထားတဲ့ကစားကွက်တစ်ခု သူစိတ်ကြိုက်ဖန်တီးထားတဲ့လူစင်းတစ်ခုကစားသမားအစုဖွဲ့တစ်ခုသူတပန်းနီးပြောက်ပေးခြင်းမှာမဟုတ်သူထွက်နောက်နီးပြားတွေလာမှာလေသူ့ရဲ့ခံစစ်ကြီးနဲ့နောက်နီးပြားတွေကကင်မှာအဲ့ဒီအတွက်ကြောင့်အာဒီတာကဒီယာဒီမှာထရိုပီရအောင်ယူသွားလိမ့်မယ်ဖလားဟုတ် ရသလောက်ယူသွားလိမ့်မယ်ဘယ်နှလုံးလဲကျွန်တော်မပြောဘူးအာဆင်နယ်ပရီးမီးယားလိရအကောင်းဆုံးပဲဒီရသည်အာဒီတာအရန်အဆင်ပြေပါမယ်ကျွန်တော်အာဒီတာကိုကြိုက်လို့ပြောတာမဟုတ်ဘူးအရင်တော့ကတော့အာဒီတာကိုမကြိုက်ဘူးဒါပေမဲ့အာဒီတာကတဖြည်းဖြည်းနဲ့အတွေ့အကြုံတစ်ခုရလာတယ်ခံစိတ်ကနေတိုက်စစ်ကစားလာတယ်အဒီနေရာမှာထပ်ပြောစရာရှိတာတော့အန်ရီဘာတာနဲ့လည်းဆက်ဆက်တယ်အန်ရီဘာတာ အနေနဲ့လည်းကစားသမားတွေအကုန်ခေါ်ယူပေးတာလဲဆိုင်နေအန်ဒရီဘာတာကလည်းအားကိုးရတယ်။အာတီတာအနေနဲ့ E2 ခစ်ကအားသာရိုက်တာနဲ့အလုံးမလို့ရတာဖြစ်တဲ့အတွက်ကြောင့်ဒီယာဒီမှာအာတီတာအရှမ်းပရက်ရှာနေတယ်။ပရက်ရှာနေတယ်ဆိုတာဖလားလက်မဲ့ဖြစ်ဖို့ဟိုပြောတာမဟုတ်ဘူး။ဖလားယူယူပေးရမယ်။ထရော့ပလက်စ်ကိုထပ်မဖြစ်ရဘူး။ဒါတစ်ချက်။ပြီးတော့အန်ဒရီဘာတာကင်နဲ့ ယာတီဖြစ်တယ်အာသာရိုက်တာရဲ့အရန်စူးစားအထောက်မှုပါတယ်ဒါနောက်တစ်ချက်ပြီးတော့နောက်တစ်ချက်က assist manager gabriel haines gabriel haines ရှိတဲ့အတွက်ကြောင့်အဲကျွန်တော်တို့ကဒီမှာဘောလုံးဝဲဝဲကြည့်ရတာလေ့ကျင့်ရေးခွင့်မှာဘလို့လေ့ကျင့်ကြိုင်တယ်ဆိုတော့ကျွန်တော်တို့မသိဘူး training မှာအာဒီတာပြောပုံရဆို तू ကပေါ့ပေါ့ပါပါပဲပြောရတယ် assist manager အားလုံးအဆင်ပြေအောင်ကစားသမားတွေနဲ့ထိတွေ့ပြီးတော့ အောက်ခြေသိမ်းလုတ်တယ်ဒီ training ဘိုင်းနဲ့ပတ်သက်ပြီးအဲ့တော့ကြောင့် Gabriel Hayes ကတာဝန်တစ်ခုရတဲ့အတွက်ကြောင့်အာတီတာမှဝင်ပေါ့တယ်ဒါတတိယချက်နောက်ဆုံးတစ်ချက်ကတော့ Arsenal အသင်း Flash ယူပေးဖို့ပဲတတိယဒါကိုလိုချင်တာအဲ့ဒါနောက်ဆုံး target ပဲဒီ၄ချက်စလုံးကို Arsenal နဲ့ Arteta နဲ့လိုက်နာရမှာဒီ၄ချက်လုံးကအခုလက်ရှိဖြစ်နေတဲ့ Arsenal အသင်းရဲ့ကိစ္စတွေပဲဒီ၄ချက်လုံးမှာ Arsenal နဲ့ Arteta တကယ်ဖြစ်လာပြီဆိုရင် အာဆင်နယ်အသင်းကပြိုင်ပွဲမရှိပရီးမီးယားလိဖလားကိုရယူနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဒါဆိုရင်ကျွန်တော်တို့ line up ကိုပြန်ကြည့်ကြမယ်။ line up မှာဆိုရင်ဘူကာယိုဆာကာနဲ့အိုဒီဂတ်တွဲထားတဲ့အတွက်ကြောင့်ဒီ line up ကဖြစ်နိုင်ပွဲရှိတယ်။အိုဒီဂတ်ကိုထဲမှာပဲအိမ်ခွင်းမှာဘူကာယိုဆာကာလည်းတွဲကစားမှာပဲ။ဘန်ဂျမင်ဝိုက်မပါတဲ့အတွက်ကြောင့်တင်းပါအတက်စင်လုတ်တဲ့အနေအထားတစ်ခုမှာအာဆင်နယ်ညာတောင်ပံအလုပ်ဖြစ်မယ်။အာဆင်နယ်ညာတောင်ပံတိုက်မယ်။ဗီတာယောဂရက်စ်ကိုပံ့ပိုးမှုလုပ်မယ်။ ချိတ်ဆက်မှုလုပ်ရမယ်ဗီတာယောဂရက်စ်ကိုကောင်းကောင်းချိတ်ဆက်နိုင်ရမယ်တစ်ဖက်အတင်းကလည်းအဆင့်ဆက်ကိုဗျာဟိုတိတ်ပြောစရာမလိုမီးပြားကလည်းနူနူဆန်တိုဆိုတော့နူနူဆန်တို ਨੇ အာဇင်နယ် ਨੇ အာတွေ့ဆုံမှုတာမှန်တယ်ဝက်ဆန်နဲ့နူနူဆန်တိုကအသားမကျသေးစေနီးပြားနဲ့ကလပ်အသင်းဖြစ်တယ်အဲဒါကြောင့်နူနူဆန်တိုကလည်းတိုက်ချစ်ဖွင့်လာရင်အာဆင်နယ်တံပြန်တိုက်ချစ်နေဆိုအာဆင်နယ်ဂိုးပြတ်နိုင်မယ်ကျွန်တော်မြင်တာပြောတာပါဘယ်တောင်မှန်ကတော့တိတ်အထင်ကြီးစရာမရှိပါဘူး ဘယ်တောင်မှန်ကတော့ကာလာဗီယိုရီအလုပ်လုပ်မယ်ဆိုရင်တော့မာတင်နယ်လီကတော့သူ့ပုံစံအတိုင်းကစားမှာပဲ first line မာတင်နယ်လီကိုထည့်လိုက်ပြီဆိုတာနဲ့မာတင်နယ်လီကမယုံတော့ဘူး super sub ဆိုမာတင်နယ်လီယုံတယ်ဒါကတော့ပွဲတော်တော်များများမှာပါတယ် cross source ကိုထည့်လာဆို cross source ကိုထည့်လို့လည်းမရ cross source ကလည်း super sub ပုံစံမှာယုံတယ်ဒီကစားသမားနှစ်ယောက်က super sub ပုံစံမှာထည့်ရတာအဆင်ပြေလိမ့်မယ်လို့ကျွန်တော်ထင်တယ်အဓိကကတော့ Victor Yogres ကအထောင်တိုက်စစ်မှာနေရာယူမှန်တဲ့ကစားတာကောင်းတယ် ဒါပေမဲ့သူ့ကိုချိတ်ဆက်ပေးမယ်ကစားသမားရှိဖို့လိုတယ်ဆိုတော့အိုဒီကတ်နဲ့ဘူကာဥစာကပဲရှိတယ်ဒီဘူကာဥစာကနဲ့အိုဒီကတ်ကအသင်းမှာအသားကျထားတဲ့ကစားသမားတွေဖြစ်တဲ့အတွက်ကြောင့်သူတို့ကဗီတာယောဂရက်ဆက်ဆိုင်စီနီယာပူကျနေအာဆင်နယ်မှာဗီတာယောဂရက်ကတခြားလိဂ်မှာအောင်မြင်နေဆိုတော့မှန်တယ်သူ့ကိုတော့အချိန်ပေးရမယ်ဒီနေရာမှာဗီတာယောဂရက်ကိုစောင့်ကြည့်စေချင်တယ်ကိုင်ဟာဘတ်မရှိခင် ဂါဘရီယယ်ဂျေဇူးမရှိခင်မှာဗီတာယောဂရက်အထောင်တိုက်စစ်တယောက်ကိုပဲအာဆင်နယ်အယောင်ပြပြီးကစားရမယ်။အဲတောင်မန်နေရတော့သူ့ဘက်သူအတူလှုပ်လှုပ်အောင်ပါပေါ့နော်။ကော်နာမှာလည်းကျွန်တော်တို့ဂိုးရနိုင်တာပဲ။ကျွန်တော်တို့ကော်နာကလည်းဗူဒါဥစာကကိုဖန်တီးပေးနိုင်တာပဲဒီကလန်ရိုက်စ်လည်းပါတော့ပြဿနာမရှိဘူးဒီလိုင်းအပ်ကိုကျွန်တော်သဘောကျတယ်ပြီးတော့ခန်းစစ်ပိုင်းမှာမော်စကွေရာနဲ့ဆလီဘာအတွဲညီမလားအဓိကကတော့မော်စကွေရာပဲမော်စကွေရာထပ်ပြီးတော့ဦးကြောင်ကြောင်လောက်အောင်မလားတစ်ချက်ဆောင်ကြည့်ရမယ်ဆိုတော့ မော်စကွေးရကအိမ်ခွေးမှာဆိုကစားပုံကောင်းတတ်တယ်။ဒါဆိုပြဿနာမျိုးကိုသမားကတော့ကျွန်တော်စိတ်မပူဘူး။ခန်းစပိုင်းလည်းစိတ်မပူဘူးတလောက်ကြီး။ဒါပေမဲ့တစ်ဖက်အသင်းကိုကြည့်ရင်ဘိုးဝမ်ပါတယ်။ဘိုးဝမ်ဝက်ဆန်အသင်းမှာတော်တော်ကောင်းတဲ့ကစားသမား။ဝက်ဆန်ရဲ့တိုက်စစ်များဦးဟာဘိုးဝမ်ပဲ။အဲဒီတော့ကြောင့်ဘိုးဝမ်ကလူကတ်စ်ပါကွက်တာနဲ့တွဲပြီးတော့ကစားပြီးတော့အာဆင်နယ်ကိုတိုက်စစ်ဆင်ပါပဲ။အာဆင်နယ်အနေနဲ့ဂိုးပေးရလိမ့်မယ်လို့ကျွန်တော်မြင်တယ်။ဘိုဝမ်ကလည်းအာဆင်နယ်နဲ့တွေ့တိုင်းဂိုးသွင်းတတ်တယ် အဲ့အတွက်ကြောင့်ဘိုအန်ကိုရမလားဆိုကျွန်တော်တို့စောင့်ကြည့်ရမယ်ဆိုတော့အာဆင်နယ်အသင်းကိုရလက်အနေနဲ့ကျွန်တော်3141 man ဒီနေရာမှာဘာဖြစ်လို့3141 man လဲဆိုတော့အာဆင်နယ်ဒီဒီပွဲကိုပြတ်အောင်ကန်ရမယ်ဒီပွဲကိုပြတ်အောင်ကန်မှာပထမနေရာမြင်းမယ်ချယ်ဆီနဲ့လီဗာပူးရဲ့ပွဲကိုကျွန်တော်တို့ကြည့်စရာမလိုသေးဘူးအာဆင်နယ်ကဒီပွဲနိုင်ထားလိုက်လို့ရှင်ချယ်ဆီနဲ့လီဗာပူးဘလို့ရရချယ်ဆီနဲ့လီဗာပူးက တည်ကြလို့ရတယ်လီဗာပူးနိုင်သွားရင်တော့အဆင်မပြေဘူးလီဗာပူးနိုင်သွားရင်လီဗာပူးအဆင့်သစ်ဖြစ်သွားမယ်ချယ်ဆီကလီဗာပူးကိုကစားမှာပဲတည်ရောက်တော့ကစားမှာပဲဆိုတော့အာဆင်နယ်ကဒီတပွဲနိုင်လိုက်တာနဲ့လီဗာပူးနဲ့ချယ်ဆီကိုမကြည့်ရသေးဘူးအဆင့်သစ်ချက်ချင်းရောက်မှာအဲဒါလီဗာပူးက ချက်စီကိုမနိုင်တော့လီဗာပူးကအဆင့်နဲ့အင်တာနက်ရှင်နယ်ဘရိတ်ကို14ရက်ဖြတ်တန်းရမှာဖြစ်တဲ့အာဆင်နယ်ကတော့အဆင့်တက်နဲ့အင်တာနက်ရှင်နယ်ဘရိတ်ကိုဖြတ်တန်းရမှာဖြစ်တယ်။အဲဒီအကြောင်းကိုရလက်အနေနဲ့တော့ကျွန်တော်3141မှန်းပါတယ်။ဗီတာယောဂရက်စ်နဲ့ဆာကာကိုးသွင်းနိုင်ပါစေလို့ကျွန်တော်ဆုတောင်းပါတယ်။ဒီနေရာမှာကျွန်တော်တခုပြောစရာရှိပါတယ်။အားလုံးအနေနဲ့ Facebook ရောက်ရင် Ghana Blogger 2ဆိုပြီးတော့ Subscribe မှာရိုက်ရှာပေးပါပြီးလို့ရှိရင် Follow လေးလုပ်ပေးပါဗျာ။အဆုံးထိကြည့်ရှုပေးကြရတဲ့ Brother တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။